မင်္ဂလာပါပြည်ပြည်သားများခင်ဗျာဒီနေ့ဆွေးနွေးခဲ့တဲ့ကျွန်တော်ဖိတ်ခေါ်ထားသူကတော့စီဒီအမ်ဘွေးလင်းထက်အောင်ဖြစ်ပါတယ်ဗျဆွေးနွေးမဲ့အကြောင်းအရာကတော့ဒီခုဒီလကွင်ပေါ့နော်စစ်ကောင်စီစီပြန်ပေးရမယ်ဆိုတော့ကျွန်တော်မုတ်ဖို့မုတ်မိနောက်ဆုံးအချိန်နေနဲ့ဘာတွေဆက်ဖြစ်လာတယ်လဲပေါ့ဝင်နောက်ဆုံးစည်းအချိန်နေပေါ့ဒီကြောင်းလေးဆွေးနွေးတော့ဖြစ်ပါတယ်တော့မင်္ဂလာဗျဝင်းနေတယ်အော်မင်္ဂလာပါခင်ဗျာအော်ဟုတ်ဆိုတော့ဗျအခုမုတ်ဖို့မုတ်မိပေါ့နော်အဲ့ဖက်မှာသွားခင်ကျွန်တော်နောက်ဆုံးဖြစ်ပေါ် ီးခဲ့တဲ့ပါတမပေါ့နော်တိုးတက်မှုတွေကြောင့်မေ့ချင်ပါတယ်ဆိုတော့ပါတမဆိုတော့ကျွန်တော်တို့တနေ့တည်းတည်းရဟိုကောတောင်နာမှာရှိရပြောအောင်ဗျာဒီနေ့တည်းတပ်ဖက်ဆိုမော်ဒန်စကန်ကိုကျွန်တော်တို့မော်ဒန်စကန်မျိုးမျိုးပေါ့နော်ကိုသွေးမျိုးကိုကျွန်တော်တို့ခင်လေးဥစ္စာနဲ့တွန်လိုက်တပ်ဖက်ဆိုသေးလိုက်တယ်ဗျာဆိုတော့ဒီနေ့တည်းတည်းမှာပါတမဆိုမျိုးသေးတက်ခွဲလို့လည်းပြောနိုင်တယ်ကျွန်တော်မျိုးသေးတက်ခွဲလေးမကြားရတဲ့ကြားပြီပေါ့နော်ဆိုတော့ဘယ်လိုထူးခြားလဲထင်လဲဗျာဟုတ်ဒါ ဟိုပါဗောနော်ဒီတနင်္သာရီတည်းကစီအပြောင်းလဲတစ်ခုလို့တော့ကျွန်တော်ကတော့မြင်ပါတယ်အာကျွန်တော်တို့ရှိမှဆိုရင်တော့အာတနင်္သာရီဒေသတွေမှာဆိုဒါ ठी ထဗောနော် ठी ထ ठी ခီအမောထအာဒီလိုဒေသတွေကိုကျွန်တော်တို့သိမ့်ပိုက်မှုပြီးတဲ့နောက်ပိုင်းမှာဒါအာပြန်ပြီးတော့တနင်္သာရီဒေသတွေကကြီးကြီးမားမားဟိုပြောင်းလဲလောက်ခတ်လာတယ်အစီအပြောင်းလဲတစ်ခုလို့တော့အဲဟိုကျွန်တော်ကတော့ထင်ပါတယ်အာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တနင်္သာရီဒေသရဲ့အစုဖွဲ့ပုံ စစ်တပ်ရဲ့စုဖွဲ့ပုံနောက်ပြီးတော့တော်လိုင်းတက်တွေတည်ရှိပုံအနေထားကတခြားဒေသတွေနဲ့မတူတာတော့အမှန်ပါပဲအဲဒါကြောင့်မလို့အဟိုတိုက်ပွဲတွေကမြို့ပေါ်ကိုမရောက်လာဘဲနဲ့အကျွန်တော်တို့တော်ရင်းတွေမှာဖြစ်တာများတယ်မြို့ပေါ်မှာဖြစ်တယ်ဆိုလဲကျွန်တော်တို့ဘတ်တယ်အဘတ်တယ်အသေးပုံစံမျိုးတွေပဲဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့ ambush လုပ်တဲ့တိုက်ပွဲမျိုးတွေပဲကျွန်တော်တို့တွေ့လေတွေ့တာရှိတယ်ပေါ့နော်အဲ့တော့အခုကတော့ဒါစခန်းသိန်းနောက်ပြီးတော့စစ်တပ်ရဲ့ အဲဘောနောအဓိကအာ nether scan တစ်ခုဖြစ်တဲ့မောတောင်ကိုတိမ့်တိုင်းတိမ့်လိုက်မိတာဟာတော်လန်ရေးတက်တွေအတွက်ဒါစီဟိုဆေးရေးပြောင်းလဲတစ်ခုကိုအလုံဆောင်နိုင်လိုက်တယ်လို့ပဲအဲကျွန်တော်ကတော့အမြင်ပါတယ်ဗျာဆရာဟုတ်ဟုတ်ဟုတ်ခုနကပြောသွားရတယ်မှာတနည်းတည်းတိုင်းမှာရှိတဲ့ဒီစစ်တပ်ရောကျွန်တော်တော်လန်တက်ရောစုဖွဲ့မှုကတခြားနေရာနဲ့မတူဘူးတော့ပါအောင်ဆိုလို့ဟုတ်ဆေးရေးအခြေအနေတရှိပုံကျွန်တော်တို့ဥမာကင်းပြည်နယ်ထဲမှာရှိတဲ့ဟိုစစ်တပ်ဆိုရင်ဟိုကင်းပြည်နယ်ထဲမှာရှိတဲ့တက်စခန်းပုံစံနဲ့ ဒါသကန်နေရာခြားထားမှုပုံစံနဲ့အာကျွန်တော်တို့တနင်္လာရီဟိုဘောတော့ဟိုတနင်္လာရီဘက်မှာနေရာခြားထားတဲ့ပုံစံနဲ့မတူ꿰ပြပါရတယ်။နောက်ပြီးတော့တနင်္လာရီဒေတာတခြားတိုင်းတက်မှာတွေပေါ့နော်ကျွန်တော်တို့ဒီအစစ်တပ်မှာတိုင်းနေရှိတယ်တိုင်း၁၄တိုင်းရှိတယ်ဒီထဲမှာဟောဘောတော့ကျွန်တော်တို့ဟိုစကခရီပဲစုဖွဲ့ထားတယ်အဟိုတိုင်းကဒီအတနင်္လာရီတိုင်းပဲဟောဘောတော့ကျွန်တော်တို့ကန်ယူရန်လို့တော့ကန်ယူရန်ပေါ့နော်ကန်ယူရန်ဖြစ်ပါတယ်ဒီမှာဆိုစက၃ခုရှိတယ်နောက်ပြီးလေဒတ်ဌာနချုပ်တစ်ခုရှိတယ် ရေတစကန်းဌာနချုပ်တွေရှိတယ်ပေါ့နော်အဲ့တော့နောက်ပြီးတော့တနင်္လာရီဒေတာအတွင်းမှာကပြောမယ်ဆိုတက်မကြီးတွေမပါဘဲနဲ့စကားကားတွေကိုအချိန်ပြုတ်ပြီးတော့လှုပ်ရှားတဲ့ပုံစံဖြစ်တယ်အဲ့တော့စကားကားနဲ့တက်မမှာကွာခြားမှုတွေအများကြီးရှိတယ်ပေါ့နော်စကားရဲ့စင်အားနဲ့အဲကျွန်တော်တို့အတက်မရဲ့စင်အားပေါ့နော်အဲကွာခြားမှုတွေအများကြီးရှိတယ်အဲ့တော့ပြီးတော့ဟိုလောက်ကိုင်ဆောင်ရွက်မှုပုံစံတွေလည်းအများကြီးရှိတယ်နောက်ပြီးစီရီအဲစွမ်းရည်တွေမှာလည်းစစ်တပ်မှာအများကြီးရှိတယ်ပေါ့နော်တစ်ဖက်မှာဆိုလဲကျွန်တော်တို့တနင်္လာရီဒေတာတွေမှာဆိုဒါ မောတောင်ထီထထီခီလောက်ကလွယ်ပြီးတော့တခြားဒီနေရာဒေသတွေမှာကလက်နက်ကင်ဖွဲ့စည်းတဲ့ငကူတွေကမရှိတဲ့လောက်နေပါပါတယ်အကျွန်တော်တို့ KNU ဆိုလဲတက်မာ၄ပေါ့နော်အတက်မာ၄အဲကျွန်တော်တို့စစ်တပ်ထဲမှာရှိနေတဲ့တော့ကာလာတော့ဆိုရင်တက်မာ၄ကစစ်တပ်နဲ့အဆင်ပြေဆုံးတက်မာအားလို့ကျွန်တော်တို့ပြောရမယ်အဲ့လိုပြီးတော့အဲ့ဒေသတွင်းမှာဆိုရင်ဒါဟိုတက်မာ၄ကအနေမြေစိုးမှုဖော်ဆောင်တာတဲ့သူရဲ့စီးပွားရေးအရာ လောက်ဆောင်မှုတွေပုံများတယ်ဆိုပြီးတော့စစ်တပ်ဘက်ကနေပြီးတော့တုံးသက်ချက်တွေရှိတယ်ပေါ့နော်ကျွန်တော်တို့ SPA လက်မှတ်မထိုးသေးတဲ့အချိန်မှာတော့မှဒီတက်မှ၄ထဲမှာဆိုရင်အတိုင်းမှုနဲ့ဒီတက်မှ၄နဲ့ဒီဆက်သွေးအဆက်ဆံတွေပါညာတွေအများလို့လို့ရှိတယ်ဆိုပြီးတော့ဒါစစ်တပ်ဘက်ကတုံးသက်ချက်တွေဒါကျွန်တော်တို့စစ်တပ်ထဲမှာတော့ဖတ်ခဲ့ရတာရှိပါတယ်ဒါပေမဲ့ကြားသိခဲ့တာလည်းရှိပါတယ်ဒါကြောင့်ကျွန်တော်စုပွဲမှုပုံစံတိစောက်မှုပုံစံနောက်ပြီးတော့တက်အနေထားတွေကမတူဘူးလို့ကျွန်တော်ပြောခြင်းဖြစ်ပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပြောင်းသွားတော့မြေနော်ဒါကျွန်တော်ကျွန်တော်လည်းတက်မလေးမှာကြာနေကြတော့အခုကတော့အထူးဆန်းပါပြီလားတက်မလေးမျိုးကသေးတယ်ဆိုတော့အရင်တော့ကတော့အဲ့လိုပေါ့လက်သားမဂေးလေးဖွင့်ပြီးတော့နေတာဆိုတော့အဲ့တော့အခုနောက်နောက်ထူးခြားချက်မင်းကကျွန်တော်ကက်ခတ်တရားပြောသွားတာထူးခြားချက်ကထူးခြားချက်တော့အခုနောက်ပိုင်းပါပဲနော်အခုတက်မ6တက်မ9ကျွန်တော်မြဝတီကွင်းနဲ့စရင်ဒီတင်တဲ့အတိုင်းပါဗျာဟိုအခုကြားဖြန့်ဆရာတွေပေါ့ PG ရမရှိဘူးဗျ DKB မရှိဘူးဒါကလည်းကင်းကြီးကလောလောကင်လို့ကောင်းလဲထင်ပါတယ်ဆိုတော့ အဲ့ဒါမရှိဘူးเนาะအဲ့တော့ဗျာအခုသေးပြီပေါ့ဘယ်လောက်ထိထိထားနိုင်မယ်လို့ထင်လဲဟိုဟိုတက်တက်စုဟိုဖွဲ့မှုပေါ့เนาะဒေါ်လိုင်းတက်တွေစုဖွဲ့မှုကအဖွဲ့တွေအများကြီးမရှိတော့အဓိကတော့ကျွန်တော်တို့ PDF နဲ့ KNU ပဲအဓိကထားပြီးတော့ရှိတာပေါ့เนาะအဲ့တော့ဟိုဟိုအဲ့အဲ့ကြောင့်မလို့စုဖွဲ့မှုပုံစံနဲ့လည်းတိတ်ညှိစရာမလိုတဲ့ပုံစံမျိုးမှာရှိမယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ဟိုတချို့တနင်္လာရီဒေသတွေကတချို့တော့ပြဿနာတွေလည်းကျွန်တော်တို့ကြားသိရပါတယ်ဒါပေမဲ့ဟိုအခုလည်းတိုက်သွားတဲ့ PDF တွေ အာ KNU နဲ့ဘောနော်အဲ့လိုပေါင်းပြီးတော့ KNL နဲ့ပေါင်းပြီးတော့ဟိုတိုက်သွားတယ်ဆိုရဲအခြေအနေမျိုးမှာကျွန်တော်တို့ဒီလိုမျိုးစစ်ပြင်ဆင်မှုပုံစံကအတွင်းမှအစ်ဒီဘလောက်ဝင်လာမလဲဆိုရဲအာညှော်မှန်းချက်မှာတော့နည်းနည်းလေးစောင့်ကြည့်ဖို့လိုအောင်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ဒါကဝင်လင်ပြောရင်စစ်တပ်ရဲ့တိတ်အားမကောင်းသေးတဲ့ဒေတာဖြစ်တယ်နောက်ပြီးတော့စကန်တစ်ခုနဲ့တစ်ခုဝေးလံတဲ့ဒေတာတွေရှိ ဖြစ်တယ်ပေါ့နော်အဲနောက်ပြီးတော့ချက်ချင်းပဲဟိုဟိုဘောနော်လေတက်ဌာနချက်တွေရှိတယ်ဆိုပေမဲ့ ာချင်းချင်းဟိုဟာစစ်တပ်ဘက်ကနေပြီးမြေပြင်ကနေထိုးစစ်ဟိုဟာပြန်လာဖို့ဆိုတာကနည်းနည်းလေးခဲယဉ်သေးတယ်ပေါ့နော်အခုနေပြည်တော်မှုလက်ကားနိုင်တယ်ဆိုရင်ကျွန်တော်တို့စစ်တပ်အနေနဲ့အထဲဝင်ဖို့ဒီဘက်ဟိုပြန်လာဖို့ဆိုတာတော်တော်လေးကိုနည်းသေးတဲ့အနေထားဖြစ်ပါတယ်နောက်ပြီးတော့စစ်တပ်ဘက်မှာလည်းအပတ်ဒေသတွေမှာတခုအားနေတာကအဲကျွန်တော်တို့ကိုယ်တိုင်လည်းအမမစစ်သားတယောက်အနေနဲ့ဒါထီထားရောမောထားရောမှာကျွန်တော်တို့နေခဲ့တဲ့အချိန်မှာအဲဟိုဝင်လင်းပြောရင်စစ်တပ်ရဲ့အမာခံ အဖွဲ့တွေမရှိဘူးပေါ့နော်ဥပမာကရင်ပြည်နယ်ထဲသွားမယ်ဆိုစစ်တပ်အမှားက BGF ရှိတယ် DGP ရှိတယ်ကျွန်တော်တို့ရဲ့တည်ယူဖို့ဆောင်ရွက်ပါ냐ဆိုသူတို့အားကိုးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့အဲဝယ်တို့ဘာတို့ဘက်ကိုရှေ့တန်းထွက်ပြီဆိုရင်ကိုယ့်ဘက်ကိုကိုယ့်ထုတ်ကိုထမ်းတော့ပေါ့နော်ဒါလမ်းတစ်လျှောက်မှာဆိုလည်း KNU ကိစ္စခန်းတွေပဲရှိတာပေါ့အဲအဲ့လိုမျိုးပုံစံဖြစ်တဲ့အတွက်စစ်တပ်ဘက်ကနေလည်းအဲ့ဘက်မှာစစ်တပ်အမှားကန်အစုအဖွဲ့တွေနေတယ်သူတို့ရှိတာဆိုလို့တနေ့လာကြီးအဆက်ရေဖြူလို့ဘာတို့မှာတော့အဲကျွန်တော်တို့စစ်တပ်ဘက်ကဒါပြည်သူစစ်လိုမျိုးဥစ္စာမျိုးတွေရှိတယ်ပေါ့နောက်ပြီးတော့ မွန်မွန်နဲ့မွန်ကာကွယ်ရေးတပ်ဖွဲ့လိုမျိုးအစုအဖွဲ့တွေရှိတယ်။အဲဒီလိုမျိုးအားတွေပဲရှိတဲ့အတွက်စစ်တပ်ဘက်ကတော့တနင်္လာရီဒေသအတွင်းမှာတော့စစ်ရေးရပြောမယ်ဆိုရင်ဒီကုန်းတွင်းပိုင်းကျွန်တော်တို့ဒီဘက်ဟိုပါတော့နော်ဒီအဲကြီးချောင်းစစ်စင်မှုဆိုတာတည်းသူပြင်လဲပြင်ကိုပဲအဓိကပို့ပြီးတော့အားထားတာဖြစ်တယ်လို့တော့ကျွန်တော်မြင်နေဗျ။ဟုတ်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 ကဲ့ပြန်ကြည့်တော့ဟုတ်တော့ဟုတ်တယ်သူကအခုပြောကျွန်တော်ဒီ ဒီဘက်အပေါ်9တောင်နေပြီးတော့အခု UAHILU မော်တော်သိပြီးတော့ UAHILU ကြာနေတယ်အဲ့တခြားနေဆက်မရှိတော့လေနော်ပြီးတော့နေဆက်နဲ့ကျွန်တော်တို့တတိတိထသူပြီဟာမြစ်တာမှာတက်အခုပြောလဲဟိုးကျွန်တော်တို့တနေ့သားကြီးဖက်မှာတင်တယ်တက်မိုင်90လောက်กว่าတယ်ပေါ့ကွနော်ဆိုတော့တော်ယူနဲ့တော့ပြန်ထုတ်ဖို့မလွယ်ဘူးဟိုဒါကအခုကျွန်တော်တနေ့သားကြီးမှာလောလောဆယ်အာမြုပ်သေးလိုက်တဲ့မော်တော်သိလိုက်တာပေါ့ကွနော်ပြင်မှာတော့အခု holiday ကြော်ဗျာအရင်ကတော့မြောက်ပတိလန်းလေးဟိုရွှေ ကြောက်ဖြန်နေဟိုဘက်ဝင်ဒီ KV တကားပါကင်ရောဝင်သေးတယ်လို့ကျွန်တော်ဒီနေ့ဆိုသတင်းတွေတက်နေအမေရိကန်လည်းအာတပ်ဖွဲ့တွေဝင်ဖွဲ့တယ်လို့ခြောက်လိုက်တော့ကြာတော့ဒီမှာထိုင်းမှာလည်းအာညဇက်တျှောက်ပါဗျာတိုက်ပွဲတွေပြဖြစ်နေတယ်ပေါ့နော်နောက်ကင်ညီမှာလည်းဖြစ်နေတယ်ချင်းမြောက်လည်းစစ်ကြောင်းထိုးနေတယ်အေးအေးရတော့ဗျာကျွန်တော်အရင်တစ်ခါလဲပြောတာပေါ့နော်အေးရတော့ပုံမှန်လေးပေါ့ကာပြီးတော့ရှေ့အခုအေးရဒီဖက်မှာကျွန်တော်တို့ချောင်းသား ဝိဆောင်ဘောပေါ်ဖက်မှာပေါ့နော်ရွှေတော်ပြန်လို့ပေါ်လာမှာတက်ကွက်ပြန်ဖြစ်လာတယ်ကျွန်တော်ကြားရတယ်ဒါပေမဲ့ဘယ်လိုပြောမလဲနည်းနည်းတော့အေးအားကြပြီလေအဲ့ဒီအစားတို့ခုမှထိုးနေတာနည်းနည်းတော့နှိမ်သွားလားလို့ဘယ်လိုထင်လဲအတူရတက်သူ့ဟာပေါ့နော်အေးအားသူ့ရတက်အဓိကအာကြတယ်တက်တွေကိုဟိုမတုံးသေးတာလို့ပဲကျွန်တော်ကတော့မြင်ပါပြောမယ်ဆိုတိုက်ပွဲတွေကိုစစ်တက်ကျုံမလာဖို့ပဲအာကာထားသလားပေါ့နော်ဒါမှမဟုတ်သူတို့မှနောက်ထပ်အာဗျူအောင်ဖော်ဆောင်မှုတော့အခုချိန်မှာအကဲဆန်း စနေပြီပါတွေပဲတုံးနေလားဆိုတော့အဲကျွန်တော်တို့တေချာမပြောနိုင်သေးဘူးပေါ့နော်ဒါပေမဲ့အခုအချိန်ကတော့ပြောမယ်ဆိုသူအဓိကကြတဲ့အာဘောနော်ပင်မတက်တွေနဲ့အာဟိုချိတ်ဆက်ပြီးတော့တိုက်တယ်လို့တော့ကျွန်တော်ကတော့မမြင်သေးဘူးပေါ့နော်အခုချိန်မှာသူတို့တိုက်တယ်ရိုးရိုးလက်နက်တွေလက်နက်ဆိုလည်းသူတို့အာဟိုဘောနော်စိန်မြောင်းနေလောက်ပဲအဓိကထားပြီးတော့တိုက်တာတွေတွေ့တယ်။အဲ့တော့ပြအဓိကကြတဲ့အစိပ်ပိုင်းတွေသူတို့မပိုင်သေးလို့မသိမ့်သေးတာလားဆိုတော့အာဟိုစဉ်းစားစရာတစ်ခုကတော့ရှိပါတယ် နှီးနေသလားဆိုတော့နှီးနှီးတာဆိုတာထက်ပေါ့နော်ဟိုတကယ်မလုံသေးတာလို့ပဲကျွန်တော်တို့ပြောမှန်းမယ်နောက်ပြီးတော့သူ့မှာလည်းအာအာသူ့နယ်မြေတွေကိုသူဟိုဟာထိမ့်သိမ်းနိုင်မှုကလည်းအရေးကြီးတယ်ပေါ့နော်အခုဆိုဒါအန်းကြပြီးတဲ့နောက်ပိုင်းမှာဒါရခိုင်ပြည်နယ်တော်တော်များများကအဲသူတို့ထိမ့်နိုင်လိုက်တဲ့အချိန်မှာဒီနယ်မြေတွေစစ်တပ်ကလည်းကုလို့ဆိုဘုံပြန်ကျဲတာရှိလို့သူ့ရဲ့အုပ်ချုပ်ရေးအပိုင်းတွေလည်းသူပြန်ပြီးတော့တိဆောက်နေရတာဖြစ်တဲ့အတွက်သူ့ရဲ့စင့်အားနဲ့အာနောက်ပြီးတော့မဟာမိတ်တွေရဲ့တိဆောက်ထားတဲ့အပိုင်းတွေမှာသူပို့ပြီးတော့ပြန်ပြီးတော့ အာယုံစိုက်နေရလို့ပဲကျွန်တော်ထင်တယ်ရှေ့ဆက်အသိမ့်နိုင်မဲ့သိမ့်မလားမသိမ့်လားဆိုတာကတော့သူတို့ရဲ့အလုပ်ပြီးမြောက်မှုအပေါ်မှာပဲစီရေးပေါ့နော်စီရေးနိုင်ငံရေးအာဒီအလုပ်ပြီးမြောက်မှုအပေါ်မှာပဲကျွန်တော်ကတော့မူတီမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဗျဟုတ်ဟုတ်ဟုတ်အချိန်လေးစောင့်ကြည့်နေလို့နော်အဲ့လိုပဲပြောပါရှီတူဖို့ကဆိုတော့အခုခုနနေ့တိုင်းမှာပါတဲ့ညာရှမ်းမြောက်ကျွန်တော်အခုဘုံဘုံမေးသွားချင်းပါတယ်ဗျဆိုတော့တတိယလည်းတနေ့တမျိုးပဲဗျတန်တာအဲတင်းလည်းပြလည်းအတီဖြစ်ချက်မပေးဘူး ဟိုထွက်နေတဲ့တင်းလေးကအမှန်ဆိုရင်ကျွန်တော်15ရက်နေ့ကနောက်ဆုံးဆွေးနေတယ်ပေါ့ဗျာဟိုစစ်တာဟိုတင်းလေးခေါ်ပြီးတော့မြို့ထဲဝင်လာမယ်ပြောတယ်ဟို29မှာဝင်လာမယ် PDF တွေခွာရပေါ့ဗျာနော်ယတနာမရှာနဲ့အဲ့လိုပြောတာကကြတော့မြို့ကလည်းဟိုနေ့ရက်ပဲဟိုတံပိုးတွေပါတီးပြီးတော့ဆန္ဒပြထားတာပြလူတို့ကလည်းအဲ PDF တွေလည်းဘယ်လိုအခုကစူးပြီးတော့တိုက်မယ်လို့လည်းပြောပေါ့ဒါမှအခုတိုက်ရအောင်ပြန်တိုက်ဖို့မလွယ်ဘူးနဲ့ဒီလေ PDF တွေကပြောတာဆိုတော့ ဘယ်လိုထင်လဲဗျာအဲ့အခြေအနေကနောက်ဆုံးဘယ်လိုလွတ်သေးတဲ့ထင်လဲပေါ့အာကျွန်တော်တို့ဒါဟိုစစချင်းသတင်းထွက်လာတဲ့အချိန်မှာဒါတော်လိုင်းတက်တွေ PDF တွေပေါ့နော် PDF တက်တွေဘက်ကနေပြီးတော့ဒါသူတို့စုပေါင်းပြီးတော့ကာကွယ်မယ်ဆိုပြီးတော့ဒါပြောလာကြတယ်နောက်ပြီးတော့တချို့တက်တွေဆိုသူတို့ပို့ထားတဲ့တိုင်ရင်အပုံတွေပါညာတွေကသာပြတာကြီးကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဟိုပထမတော့လူလူအနေနဲ့ပေါ့နော်ဒါ TNL ရဲ့သူ့ဘာလို့တရုတ်ရဲ့ဟိုဖိအားပေါ့နော်တရုတ်ရဲ့ဖိအားကြောင့် သူအာဒီမျိုးတွေမပေးမဖြစ်ပြန်ပေးရတယ်နော်ပြီးတော့သူရဲ့အာဒီထောက်ပို့ပို့ဆောင်ရေးတွေအညာတွေဒီလိုလမ်းကြောင်းတွေတော့ပြန်ပေးရမယ်ဆိုဟိုဘာလို့ဖြည့်ပြီးတော့အလူလူနေနဲ့ဟိုနားလေနားလေနိုင်သေးတဲ့အခြေအနေလို့ကျွန်တော်ထင်တယ်အဲ့အခြေအနေကနေပြီးတော့အခုဒီစစ်တပ်ကိုဟိုစစ်တပ်ကပြန်ထိုးလာမယ့်အချိန်မှာကာကွယ်ဖို့အတွက်ကတော့ကျွန်တော် PDF တွေဘက်ကနေပြီးတော့အခိုင်အမာခံစည်ကြီးအနေနဲ့ချပြီးတော့ကာကွယ်ဖို့ဆိုတဲ့အနေအထားကတော့ အာကျွန်တော်တင်တဲ့100%မပြည့်စုံမပြည့်စုံသေးဘူးလို့တော့ကျွန်တော်မြင်နေပေါ့နော်အာကျွန်တော်အနေနဲ့ဒါကျွန်တော်ရဲ့ဟိုကိုပိုင်အမြင်ဖြစ်ပါတယ်ဒါပေမဲ့ဟိုပါပေါ့နော်သုံးသွင်းနိုင်မဲ့လက်နက်တွေဥမာခန်းစစ်မှာဆိုခန်းစစ်လက်နက်တွေရှိရပေါ့နော်အမြောက်အမြောက်တွေဆိုကျွန်တော်တို့အများစုလိုတယ်ဒါပေမဲ့ကျွန်တော်တို့အခုနောက်ပိုင်းတိုက်ပွဲတွေက drone တွေကိုကျေကျေပြန်သုံးလိုက် drone နဲ့ကင်းထောက်တာတွေဒါတွေကိုလည်းပေါင်းဆက်ပြီးတော့သုံးလာတော့ကျတော့ဒီဟိုပါပေါ့နော်တစ်ဖက်ကထိုးလာမယ်စစ်လိုက်မယ်အခြေအနေနောက်ပြီးတော့ခန်းစစ်ပြုတ်လုပ်နိုင်မယ်အခြေအနေကဒီကျွန်တော်တို့ကျွန်တော်တို့ဒေါ်လာ နဲ့အခိုင်အမာခံစစ်တစ်ခုပြင်ပြီးတော့မြို့တစ်ခုကိုထိန်းနိုင်မှုအတွက်ဟိုဘောတော့ဟိုအများကြီးကြိုးစားရမယ်ဒါကြောင့်မလို့ကျွန်တော်100%မပြည့်စုံသေးဘူးလို့ကျွန်တော်ပြောတာပေါ့နောက်ပြီးတော့သူတို့သုံးဆွဲမဲ့လက်နက်တွေအပေါ်မှာတစ်ဖက်ကရန်သူကဘုံဘုံမိုးတွေကျဲလာမဲ့အချိန်မှာကိုယ့်ဘက်ကနေပြီးတော့ရန်သူကိုဘုံမိုးဘယ်လောက်ကျဲနိုင်ပါလဲနောက်ပြီးတော့ကြည်တန်းရီပါရီကြည့်မယ်ဆိုဘယ်လောက်ထိဖြစ်နိုင်ပါလဲဆိုတော့အနေထားဥတော့ကျွန်တော်အနေနဲ့စိုးရိမ်မိတဲ့သဘောပါပဲအဲ့တော့ ဟိုပြောမယ်ဆိုရင်တော့ဒီမိုးကုတ်မိုးမိတ်ကိုဒါမဟာမိတ်တွေကတော့အဲဟိုဘာပေါ့နော်ဒါ EAO တွေကတော့ပြီးမယ်လို့ကလက်နက်တွေပြီးမယ်တချို့ကပြီးမယ်ဆိုရင်အတန်တွေတော့ကျွန်တော်တို့ကြားရတယ်သို့ပြင်တော့ညာ ုတ်ကိုပေါ့နော်မုံမိမ့်မှာတော့ကျွန်တော်တို့ပြီးရသလားဆို KIA ရှိတယ်ဗျမုံမိမ့်ဆိုတာ तू တဖက်နေရတော့ရှိမှာပဲမုံမိမ့်ဆိုမျိုးထဲမှာတော့မဟုတ်ထင်တယ် तू ဟိုတိုင်းနဲ့ခွဲတယ်ရှိမှာမုံမိမ့်မှာ KIA ရှိတယ်ပြီးတော့တလောပဲ KBDL လည်းရှိတယ်ပေါ့နော် ABS လည်းရောက်နေဆိုတော့မုံမိမ့်နဲ့မုတ်ကိုကတော့ခြေနေမတူဘူးထင်တယ်ဒါပေမဲ့ဘယ်လောက်ထိ KIA ရဘယ်လောက်ထက်ထက်ဝင်ပါမလဲတော့မပြောတာဘူးဘယ်လိုထင်လဲအဲ KIA ချားကန်ပြီးတော့မုံမိမ့်ကထိန်းလို့ရမယ်ထားလို့ပြောတယ်ဟောပြော ဟိုကီဘီရီယတ်တို့ဘာလို့ဆိုတာလဲအဲဘက်ကဟိုတော်လိုင်းတက်တော်တော်များများကအကျွန်တော်တို့ဟိုတိုက်ပွဲအတွေ့အကြုံကတော့တော်တော်လေးပြည့်စုံတယ်အဓိကတော့ကျွန်တော်ကဆိုရင်လည်းလက်နက်ပဲဟုတ်ကန်စစ်လုံးနေလည်းလက်နက်တွေအလက်နက်ခဲရမ်းပေါ့နော်ခဲရမ်းမပြည့်စုံတော့ပါဆိုရင်နေရာရှိတယ်နောက်ပြီးတော့ဟိုဖြစ်တော့မှာဆိုရင်နေရာရှိတယ်အခုနောက်ပိုင်းကဟိုစစ်တပ်ကလည်းဟိုရှမ်းပြောက်ကတချို့တက်တွေရုပ်သိမ်းပြီးတော့ဒီဘက်ကိုအလုံးရင်းနဲ့ပြန်ထိုးမယ်ဆိုရင်အဟိုဒီတက်ကျွန်တော်တို့ရဲ့ဒေါ်လာရဲ့တက်တွေကအဲ့ဘလောက်ဒီ ယခုကနိုင်မလဲဆိုတော့ဟောဖြစ်တယ် EAOE တွေအတွက်ကတော့သူတို့မှာကအာခိုင်မာတဲ့လက်နက်တွေအနောက်ကတချို့ဥစားတွေကသူတို့မှာကပြည်စုံနေပြီကျွန်တော်တို့ PDF ပြီးပြတ်တက်လောက်ရမယ်ဆိုရင်တော့အဲ့ပုံမှာစိုးရိမ်စိတ်ကတော့ကျွန်တော်အနေနဲ့ရှိမိတယ်တော်လည်းတက်တယ်တော့ပေါ့နော်အဲ့တော့ move make ကတော့ KIA သားတကယ်ထဲထဲဝင်ဝင်ပြီးတော့အင်အားလက်နက်ကိုကြားကန့်ပေးနိုင်မယ်ဆိုရင်နော် move make ကခုခံလို့ရမယ်အနေထားလို့ကျွန်တော်ထင်ပါတယ်ဟုတ်ဟုတ်ဟုတ်ဒါ move go move make ပဲနော် တော့အခုကပြဿနာအဲ့ဒီမှာဒီဖက်မှာမန္တလေးဖက်မှာလည်းမတရားဖက်လည်းစတားထိုးတော့ပေါ့နော်တော်တော်များများပြန်ပါသွားပြီလို့ကျွန်တော်ကြားတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲဒီဖက်တခြားဖက်ပေါ့ဗျာနော်မန္တလေးစတဲ့စကိုင်းပေါ့နော်စကိုင်းမကွေးပေါ့အခုတလုံးမှာစကိုင်းမကွေးမှာရှိရဲ့အဲမြို့တွေမှာမြို့တွေမှာနယ်တွေမှာတိုက်ပွဲတွေကလေကျွန်တော်စစ်ကြောင်းလိုက်ပြုတ်တာတော့ပါအခုတလောတော်တော်များတယ်ဗျအဲ့တော့ကျွန်တော်ဟိုဖက်မကွေးစကိုင်းကတိုးတက်လာတယ်လို့ပြောရမလားအဲမကွေးစကိုင်းကတော့ပြောရမယ်ဆိုဟိုပါပေါ့နော် အထူးစဉ်ပြီးပြောလို့ခေါ်ရဲကျွန်တော်တို့ ambush လုပ်တဲ့ view ဟာတွေနောက်ပြီးတော့ကျွန်တော်တို့ပြောလို့ရအရင်တော့ဆိုရင်ဒါမိုင်းဆွဲမယ်ပြီးတာနဲ့လက်နက်ခဲရမလုံလောက်ဘူးကြောင့်ပြန်ဆုတ်ရတဲ့အခြေအနေရနေအခုကစစ်ကြောင်းစစ်ကြောင်းလုံးကိုအဆင့်ဆင့်ခံပြီးတော့တိုက်တဲ့ပုံစံမျိုးထိကျွန်တော်တို့လှုပ်လာလာတယ်ကျွန်တော်တို့တွေ့ရဥပမာကမ်ဘလူတွေဝင်လာတဲ့စစ်ကြောင်းဆိုရင်အမှရှိတဲ့တပ်ဖွဲ့တပ်ဖွဲ့တွေကနေပြီးဒီရုပ်ဆောင်တိုက်တာမဟုတ်ဘူးသူစဝင်လာတဲ့ဒီစစ်ကြောင်းကိုစပြီးတော့ ရှိတဲ့အဖွဲ့တွေကထပ်ဆင့်ထပ်ဆင့်တိုက်သွားတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရအောင်ပေါ့နော်။ဒါဘာလဲဆိုရင်အစင်းစင်ဒီဟိုဖြိုလာတဲ့အချိန်မှာနောက်ဆုံးအဓိက main ကြီးကိုဒီကဝိုင်းတိုက်နိုင်လိုက်တဲ့ဆိုတဲ့အချိန်မှာဥပကပြိုပြက်တဲ့ပုံစံမျိုးကိုကျွန်တော်တို့မြင်ရတာပေါ့နော်။အဲ့တော့ဟိုစင်နီးပြူပါတွေကတော့ဟိုကျွန်တော်တို့တော်လိုင်းတက်ဒီဘက်ကတော့တော်တော်လေးတော့အနားလဲနားလဲဆိုလို့တော်တော်လေးပြိဝနေပါပြီ။ဥပမာဟိုကျွန်တော်တို့ထက်ကိုပို့ပြီးတော့ကျွမ်းကျင်တဲ့သူတွေအများကြီးရှိတယ်။နောက်ပြီးတော့ tolerance စင်နီးပြူပါဆိုတော့ ဒီဟာနီးပြူအားတွေမှာလည်းတော်တော်လေးကိုကျွမ်းကျင်တယ်နောက်ပြီးတော့တောင်ကြကြပြားကြကြတိုက်နိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေရှိတယ်နောက်ပြီးတော့အဲ့လိုစစ်ပွဲတွေကြောင့်လည်းအဘက်ကဒေတာကသူတွေကဘောတော့ဟိုဒီစီးရေးပိုင်းဆိုင်ရာမှာစိတ်သက်ပိုင်းဆိုင်ရာတွေကတော်တော်လေးမြင့်တက်နေတယ်ဆိုတဲ့ပုံစံမျိုးတွေကိုလည်းကျွန်တော်တို့တွေ့ရတယ်ဘောနော်နောက်ပြီးတော့စစ်တပ်မှာကအားအနေဆုံးတစ်ခုရှိတယ်အဲ ambush ကိုသူတို့ဘလို့မှမခံနိုင်တာဘောကျွန်တော်တို့စစ်သားပါတွေက ambush လောက်ခံပြီဆိုရင်အနေဆုံးစစ်ကြောင်းမှာ၃၄ရက်ကဝုန်းစုတန်းပေါက်တာ အတဟံတော့ကတော်တော်လေးကိုဒီစစ်တပ်ကမခံနိုင်ဘူးအဲ့တော့ကျတော့ဒီသခိုင်းတို့မကွေးတို့မှာ ambush လို့အခြေအနေမျိုးဆိုတာထက်အဆင်အဆင်ခံပြီးတော့တိုက်တဲ့အခါမှာစစ်တပ်အနေနဲ့မခံနိုင်မဲနဲ့ဟိုစစ်ကြောင်းတွေတချောင်းတစ်ချောင်းပြုတ်သွားတဲ့ပုံစံမျိုးလို့တော့ကျွန်တော်မြင်တယ်အကျွန်တော်အခုတော်တော်ဖြစ်တဲ့စစ်ပွဲတွေထဲမှာကျွန်တော်အကန့်ဘလူကဟိုတချို့နေမီကဟိုဟိုဟာတက်တည်ရဲ့သခိုင်းဆန်တွေလည်းကျွန်တော်ကြားရတာရှိတယ်ဘောနော်အဲ့လိုမျိုးပုံစံမျိုးသာကျွန်တော်တို့မကွေးသခိုင်းတွေမှာ အဲကျွန်တော်တို့လှုပ်နိုင်ပြီဆိုရင်စစ်တပ်အနေနဲ့ဒီမကွေးစကားရောနေပြီဆုံးမှုဆိုတာတဲ့သူတို့ရဲ့လှုပ်ရှားစစ်ကြောင်းတွေကိုဒုနဲ့တန်နဲ့လှုပ်လှုပ်ဖို့တော့မှာအတော်တော်လေးခက်ခဲလာမဲ့အခြေအနေလို့တော့အဲကျွန်တော်ကတော့မြင်ပါတယ်ဗျဟုတ်ဟုတ်ဟေ့တမတ်တို့တို့လေခုနစကားခါနဲ့စရင်တမတ်တွေတက်ကြီးခဲရောဖွစီဖို့ရောအများကြီးကောင်းလာတယ်တမတ်တို့တို့ကစစ်ကြောင်းပဲနဲ့ဘယ်နဲ့ကြောင်းလဲမသိဘူးစစ်ကြောင်းလည်းပြုတ်တာပဲစကိုင်းမကွေးအဲ့ဒါအဲ့ဒါကြတော့ဘယ်လိုဘယ်လိုပြောလို့ရမလဲကျွန်တော်ဒီဘယ်လိုပြောမလဲဗျာကျွန်တော်နေရာယူစင်းတဲ့ ရုရှားစင်းလက်ကွာတယ်ပြောမလားခုနကလိုပြမျိုးတွေခံတိုက်တာကြတော့တိတာပါတာပေါ့ဒါပေမဲ့ဒီလိုမျိုးကြတော့ယောက်ျားသားတယ်ပြောမလားကျွန်တော်ဘယ်လိုတော်လဲဟုတ်ကဲ့ဒီလိုမျိုးကြတော့စစ်တပ်ကလုံးဝမခံနိုင်ပါဘူးစစ်တပ်ကအဓိကတာတယ်ဆိုတာကခံစစ်တော်မှာအလောက်မတာဘူးစစ်တပ်အဓိကတာတာကသူကတိုက်စစ်ပိုင်းမှာပဲပုံပြီးတော့တာတာပေါ့ဘာလို့လဲဆိုတော့တိုက်စစ်မှာကြတော့သူကလက်နက်ခဲရန်တွေပုံပြီးတော့တုံးနိုင်တယ်အဲကျွန်တော်တို့ ဟိုဟာဟိုဟိုဘယ်လိုပြောမလဲငငယ်ဟိုဟာဘောနစစ်တပ်ထဲကိုစဝင်ပြီးတော့အပြူဟာနီးပြူဟာဘိုင်းတွေကိုတင်တဲ့အခါမှာကျွန်တော်တို့အဓိကလုပ်ရတဲ့လေ့ကျင့်ခန်းကဒီဟိုဟာဘောနတိုက်စစ်ကန်တာပဲအတခြားခန်းစစ်တို့ဘာလို့ဆိုရင် EO EO နဲ့နေရာယူတာနဲ့ဟိုဟာလုတ်တန်ဒီဟာလုတ်တန်ပြီးသွားတာပေါ့အဲတိုက်စစ်ဆိုရင်ဘယ်လိုတိုက်မယ်ဆိုတော့သုံးသက်ချက်တွေကကျွန်တော်တို့ငငယ်တော့ဆိုဒီမြေပုံဆွေးနွေးတာတို့ဘာလို့ဆိုရင်အဲ အများကြီးပဲဝိုင်းပြီးတော့ဆွေးနေကြတာပေါ့နော်ခံစစ်ပိုင်းဆိုရင်တိတ်ပြီးတော့မဆွေးနေနိုင်တော့အဲ့လိုမျိုးပုံစံတင်ကြားတဲ့သူတွေပုံပါလဲမူတည်တာပေါ့နော်ဒါမှမဟုတ်ကြုံလို့ဒီဟိုပါပေါ့နော်ဒီစစ်တပ်ရဲ့အားနည်းချက်လေးတခုတွောပြတာပေါ့အဲ့တော့ဟိုသူကဒီနေရာဟိုလှုပ်ရှားစစ်တို့ဘာလို့မှာစစ်တပ်ကတော်တော်လေးအားနည်းတယ်ကျွန်တော်တို့ချပြလိုက်တဲ့ဟိုပါပေါ့နော်ဖြစ်စဉ်တွေတင်ကန်းစာတွေဆိုတာလေဒီလှုပ်ရှားစစ်တို့ခံစစ်တို့မှာဖြစ်တဲ့ပြဿနာတွေကပိုပြီးများတယ်တိုက်စစ်ကစစ်တပ်ကလုံနိုင်တယ်ဘာလို့လဲဆိုတော့သူ့မှာလေတက်ရှိတယ်အဲရေနဲ့နေရာပါဆိုရေတက်ရှိတယ်အမြောက်တွေဆိုလည်း အမြောက်တက်တွေဆိုတော့တနိုင်ငံလုံးမှာနေရာအနှံ့သူတို့ချလာနိုင်ဒါပေမဲ့တကယ်တမ်းသူတို့ကိုဝိုင်းပြီးတော့စုပြုံပြီးတော့တိုက်ပြီးဆိုရင်သူတို့မခံနိုင်တော့ဘူးပေါ့နော်အဲ့လိုအဲ့လိုပုံစံမျိုးရှိတယ်အဲ့တော့ဟိုကျွန်တော်တို့လက်ရှိဖြစ်နေတဲ့အခြေအနေကတက်မှ33လို့ပါလို့ဆိုလဲဟိုပေါ့နော်ဟိုကျွန်တော်တို့ဟိုဟာတော့သူလောက်ကိုင်းတို့ကိုကိုတို့ရှစ်ရှစ်တို့အဲပေါ့နော်66တို့ဒါလောက်ကိုင်းတို့ရခိုင်တို့ကချင်တို့မှာတိုက်လာတယ်ဆိုတဲ့အချိန်မှာအဲသူတို့ဒီလိုစစ်ကြောင်းပုံစံနဲ့သွားနေပြီးတော့ဖြတ်တိုက်ခံပြီးတော့ကုန်ပြီပေါ့နော် အဘယ်နှယောက်ကြွားပြီးအဲကျွန်တော်တို့ဒါဟိုပြင်းလွင်မှာဒီတင်တန်းတစ်ခုတက်တော့အဲအဲ့လိုဟိုလောက်ကိုက်ဘက်တိုက်နေတယ်ဆိုတဲ့အချိန်မှာဝုန်းလို့ဘယ်နှယောက်ကြွားပြီးရဟန်းနေနဲ့ရဟန်းဆိုတာတဏီလုံးကိုပြန်နေကြပါတော့ဒီပြင်းလွင်စစ်စေးရုံလက်လက်ပို့နေတာတော်တော်မနိုင်တဲ့သူတွေဆိုဒီဘက်ပြင်းလွင်စစ်စေးရုံအဲ့လိုမျိုးပုံစံထိကိုကျွန်တော်တို့မြင်ဘူးတယ်အဘက်မှာဆိုရင်အဲဒီတိုက်စစ်တိုက်တဲ့အချိန်မှာကျတော့မတူတော့ဘူးပေါ့နော်အဲ့တော့ပြောချင်တာတမတ်သုံးသုံးလို့တမတ်ကြီးတွေပါတွေကတော့စီးနီးပြူဟာကျွမ်းကျင်နေဆိုပေမဲ့အဲဒီမြန်မာနိုင်ငံရဲ့အဲနေမီဒေတာအခြေအနေပေါ်မှာ ဒီစစ်တပ်ကအာပေါ့နော်ဟိုနေမြေမကျွမ်းသေးဘူးဆိုတာတဲ့ဒီနေမြေအချောင်းကိုပို့တိတဲ့ဒေတာကန်တွေကသာအနိုင်ရသမဲဆိုတော့ကျွန်တော်အဓိကထားပြီးပြောချင်တာပါ။ဟုတ်ဟုတ်ဟောအခုအညာပေါ့ဗျာနော်ညာလက်နေရာကွက်ကြားအချို့နေရာတွေအကောင်းလာတာပေါ့ကျွန်တော်အဲ့တော့ဒီစလို့ချုပ်လိုက်ရင်ကျွန်တော်တို့ချုံရဲခံရတယ်အခုမကူမမေးသိရင်တော့ဒါစီးရီးတက်တက်မဟုတ်လို့ဗျာနိုင်ငံရေးတွေရောပါရောရှုပ်ထွေးနေတာပေါ့နော် ဟိုစီးမှာတော့ကျွန်တော်စီးသက်သက်တချို့နေရာတွေအားသလာတယ်အဲတချို့နေရာတွေလည်းခံနေရတယ်ပေါ့ဗျာတချို့လည်းခုနကသမောတောင်ဆိုကျွန်တော်မျိုးတွေပါတွေသိလိုက်လာရှိတယ်အဲတစုံလို့အချုပ်ချင်းကျွန်တော်တို့တော်လိုင်းရဘယ်လိုပြောမလဲကျွန်တော်တက်လာသလားတန်နေသလားဘယ်လိုဆက်လို့ရကောင်းမလဲပေါ့ကျွန်တော်ကတော့ ill လည်းဖြစ်နေရလို့တော့မြင်တယ်ပေါ့ပြောမယ်ဆိုဟိုဒါဟိုကျွန်တော်တို့ရဲ့တော်လိုင်းရအခြေအနေဆိုတာလည်းဝင်လင်ပြောရင်နိုင်ငံရေးပြောင်းလဲတာတန်တမာရေးကပြောင်းလဲတာ ကလူလူကဟိုပေါ့နော်တခဲနဲ့နဲ့ဟိုဝမ်မက်နှစ်သားဖြစ်တဲ့အခြေအနေတဲ့စီရေးကဝုန်းဆိုပြောင်းလဲပြီဆိုတာနဲ့လူလူကဟိုဝုန်းဆိုလိုက်ပြီးတော့ပြောင်းလဲတာရှိတယ်။ဥပမာကျွန်တော်တို့ကျွန်တော်တို့ပြည်ပမှာနေတဲ့သူတွေဆိုဒီမှာတော်လည်ရေးပွဲတစ်ခုလုပ်ပြီးရန်ကုန်မြို့ပွဲပါဖြစ်ဥပမာတိုက်မြေပြင်မှာရင်တော့ဆို1027နဲ့ဖြစ်တော့ဆိုဒီကပွဲတွေလုံတိုင်းဆိုဟိုပေါ့နော်ရန်ကုန်ကြီးအများကြီးရကြတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေရှိတယ်။ဒါပေမဲ့လူလူရဲ့အခြေအနေပြောတာပေါ့နော်။ဒါပေမဲ့လက်ရှိစီရေးအခြေအနေကတော့အေးနေတယ်နောက်ပြီးတော့အီလေလေဖြစ်နေသလိုစစ်တပ်ဘက်ကလည်းအဲ ဟိုဝါရဖြတ်မှုကအားကောင်းသလိုသူ့ဘက်ကနေပြီးတော့ဒီပြည်သူ့စစ်မှုရန်အင်အားကနေရလာတဲ့စစ်သားအင်အားကိုကောင်းကောင်းစုတ်ကင်ပြီးတော့အဟိုလုံနေတဲ့ဆိုတဲ့အခြေအနေကလည်းရှိလာတယ်။ဒါကြောင့်မလို့ဘောလို့ကျွန်တော်တို့တော်လိုင်းဘက်ကစီရေးကတော့အ1027လို့မဟုတ်ရင်တော့မှတက်ဆိုင်ရာဒေတာတွေမှာပေါ့နော်အကျွန်တော်တို့လူတို့ကိုပါအစိတ်အပြောင်းလဲဖြစ်စင်ပဲစီရေးလှုပ်ရှားမှုတွေတော့ပြန်ပြီးတော့လူလာတယ်လို့တော့ကျွန်တော်ကတော့မြင်နောက်နောက်ဆုံးကျွန်တော်တို့ကိုယ်တိုင်ကစား ော့ဟိုဖြစ်နေတာတွေတော့တွေ့တယ်ဒါပေမဲ့ဒီလိုအခြေအနေတွေကဒေါ်လာကြီးဝန်းကနေပြောင်းသွားဝန်းကနေဆိုတော့ဒေါ်လာကြီးနောက်တစ်ဆင့်ခေါ်သွားနိုင်မယ့်အခြေအနေမဟုတ်သေးဘူးဆိုတာတော့ကျွန်တော်တို့ဟိုပြောရမယ်ဒါပေမဲ့စီးရေးမှာတော့ဘယ်အရာမှကျွန်တော်တို့ကြိုပြီးတော့ခံမှန်းဖို့ဆိုတာကတော့ခက်ခဲပါတယ်ဘာလို့လဲဆိုတော့တိုက်ရိုက်ခိုက်ရနောက်ပြီးတော့စိတ်တက်ပိုင်းဆိုင်ရနောက်ပြီးတော့ဘောတော့ဟိုဟိုအခြေအနေတွေပေါ်မှာအများကြီးမူတည်ပြီးတော့စီးရေးကလည်းပြောင်းလဲပြောင်းလဲတတ်တာဆိုတော့ဘောနော်လက်ရှိအခြေအနေမှာတော့ငြိမ်နေပဲဆိုပေမဲ့ဘယ်အချိန်မှာထလာမလဲဆိုတော့ မျှော်လင့်ချက်တစ်ခုကတော့ကျွန်တော်တို့လက်ရှိတော်လှန်ရေးရဲ့အဓိကကြားတဲ့စီရေးကဏ္ဍမှာအဲစီရေးကဏ္ဍကြီးကိုကျွန်တော်တို့ကအချိန်ယုံကြီးကြီးမားမားနဲ့ပြန်ဖွင့်ဖို့အတွက်ကတော့လုံနေသေးရလို့ကျွန်တော်မြင်ပါတယ်။နောက်ပြီးတော့စီရေးကဏ္ဍပိုကောင်းလာဖို့အတွက်လည်းကျွန်တော်တို့မျှော်လင့်ပါတယ်လို့ပဲပြောချင်ပါတယ်။ဟုတ်ကဲ့။ဟုတ်ဟုတ်ကျေးဇူးတင်ပါတယ်ကျွန်တော်စီရီယယ်လေးတော့ကျေးဇူးတင်ပါတယ်။